ာလီဆော့ပါနရီဇီယာသတင်းဌာနရဲ့နိုင်ငံတကာရေးရခန်းများကနေကြိုဆိုပါရစ်ဒီအစီအစဉ်မှာတော့နိုင်ငံတကာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုမြန်မာနိုင်ငံအရေးနဲ့နှိုင်းယှဉ်ပြီးနိုင်ငံတကာရခိုင်သတင်းစင်ရဲ့အီဒီတာဆရာဦးသိမ်းမောင်ကအဓိကဆွေးနွေးတင်ဆက်ပေးတော်မှာဖြစ်ပါရစ်ဒီတစ်ပတ်မှာတော့အော်တိုဘားလာ21ရက်နေ့မှာမွေးဖွားတဲ့တင်မင်းကုံသေးလို့ဝေဖန်ခံခဲ့ရသလိုနိုဘယ်ဆုရဲ့တီထောင်သူအက်ဖရက်နိုဘယ်ဘဝအကြောင်းကိုဆွေးနွေးတင်ဆက်ပေးတော်မှာဖြစ်ပါရစ် လာလေးစားပါဆရာကျမတို့ဒီတပတ်ကိုပြန်လေးရောက်ရှိလာခဲ့ပြီပေါ့နော်ဆိုတော့ဒီတပတ်မှာကတော့ကျမတို့သင်မင်းကုံသေးလို့တင်စားခေါ်ဖို့ခံခဲ့ရတယ်လို့ Nobel ဆုရဲ့တီထောင်သူလည်းဖြစ်တဲ့ Alfred Nobel အကြောင်းကိုဆွေးနွေးဖို့အတွက်ရွေးချယ်ထားတာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ Nobel ရဲ့ဘဝအကြောင်းသူဘယ်လိုမျိုးတွေအာတီထွင်ဖန်တီးမှုတွေလုပ်ခဲ့လဲအာဘယ်လိုမျိုးသူရဲ့ဘဝဖြတ်သန်းမှုကဘယ်လိုမျိုးရှိခဲ့လဲပေါ့နော်ဒါကိုအရင်ဆုံးသိချင်ပါတယ်ဆရာ โอเคตาลีซอบาเอลเฟรนโนเบอร์อาจารย์ကိုပြောရတာအာဒါအစ်မတန်ဝန်တာကိုယူပါတယ်အာလူသားတွေထဲမှာတကယ်လူသားအကျိုးပြုလူသားတွေထဲမှာအာလူသားဆန်လန်းတဲ့လူသားတူပါပဲအယ်ဖရက်နိုဘယ်အယ်ဖရက်နိုဘယ်ကိုဒီဆွီဒင်နိုင်ငံစတော့ခ်ဟ ோம் မြို့မှာ ဒီအောက်တိုဘာလမှာပဲသူ့ကိုမွေးတာ27ရက်နေ့မှာသူတို့မှာမွေးခြင်းပေါင်နှမတကယ်ဆိုရင်6ယောက်ရှိခဲ့တယ်သူ့အဖေကအင်ဂျင်နီယာသူ့အမေကတော့ဒီမိသားဟိုချမ်းသာတဲ့မိသားစုကပေါင်ဖွာလာရသူ့အမေကသူ့အမေဘက်ကအဲ့ဒါမိသားစုပေါင်နှမ6ယောက်မှာသူတို့ပေါင်နှမ6ယောက်ယောက်ျားကြီးလေယောက်ျားလေးတွေကြီးပဲ4ယောက်အသက်ရှင်ကျန်ရစ်တယ်ကျန်တဲ့အာ4ယောက်ကဒီငယ်ငယ်ကလေးပါမှဆုံးသွားကြတယ်ဆိုတော့အဲ့ ကျန်ရစ်တဲ့၄ယောက်မှာဒီ no အာ novel တယောက်အပါဝင်ပေါ့လေ alfred novel သူ့အပေါ်အထက်ကအပူ၂ယောက်သူ့အောက်ကညီတယောက်ရဲ့အဲဒီလိုနဲ့တခါသူတို့မိသားစုဒီသူ့ကိုထန်တော့633 83မှာမွေးပြီးတော့ဒီတော့ဘောဇာမှာဒီအဲသူတို့ရုရှားကိုပြောင်းတယ်ဗျရုရှားကိုလည်းပြောင်းတယ်သူတို့မိသားစုရုရှားကိုပြောင်းပြီးနေတာရှိတယ်။အာရုရှားကိုပြောင်းပြီးနေတယ်ပြီးပြီး အဲ့ဒီမှာ novel ဒီအဓိက engineer နဲ့ဒီဘာသာစကားတွေကိုရုရှားမှာတင်တယ်သူရုရှားကိုသူတို့မိသားစု ပြောင်းပြီးတဲ့အခါငငယ်ဘဝမှာ novel ကအဲတဲမှရချူရှာတယ်တဲ့ပြီးရင်ပင်ချဖို့နည်းနည်းခဲရင်တဲ့ကလေးလို့ပြောတယ်အဲကြောင့်သူ့ကိုကျောင်းမှာတော်တာလို့မြန်ဒီမှာအိမ်မှာ home school နဲ့တင်ရတယ်ဆရာဆရာမတွေကိုအိမ်မှာခေါ်ပြီးတော့တင်ရတာ လို့ကိုစတင်ရတာအဲ့လိုခက်ခဲတွေနဲ့ရှိခဲ့တယ်သူသူရဲ့ငယ်စဉ်ဘဝမှာအာအဲ့လိုနဲ့သူဒီဒီအဲ့ဒီမှာဘာသာစကားတွေသင်ရင်းနဲ့ Nobel ဟာဒီ Alfred Nobel ဟာ Sweden ရဲ့ဒီ Swedish Sweden ဘာသာစကားရဲ့ Russia ရဲ့ English ရဲ့ပြင်သစ်ရဲ့ German ရဲ့ဘာသာစကား၅မျိုးကိုညွှန်းညွှန်းကျင်ကျင်ကိုတတ်တတ်တာသူက မတစကား၅မျိုးလုံးကိုကျွန်းကျွန်းကျင်ကျင်တောင်းတောင်းကိုပြောနိုင်တာကြိုက်တယ်လို့ပြောလို့ရတယ်ဒီပါတစကား၅မျိုးလုံးကိုအဲအဲ့လိုအခြေအနေကိုရောက်သွားတယ်အဲ့လိုနဲ့သူဟာသူရဲ့ဒီ engine အဓိကသူ fee ကတော့ engineer နဲ့ဒီ chemistry ပေါ့ဓာတုဗေဒကိုသူအဓိကလေ့လာတယ်သူအဓိကဒီဒီဟိုဇာမှာပြင်သစ်မှာလေ့လာတယ်ဂျာမနီမှာလေ့လာတယ်နောက်တစ်ခါဒီအမေရိကန်မှာလည်းသူလေ့လာခဲ့တယ်အဲ့လိုနဲ့ဒီ1800 အာရှစ်ဘောဇာမာဒီဒီ68မှာသူဒီဒိုင်နမိုက်ကိုစပြီးတီထွင်ခဲ့တာဒီဒိုင်နမိုက်ကိုတီထွင်တော့အဓိကအားတာချက်တွေကတော့အဓိကအကျိုးပြုတဲ့စိတ်အပိုင်းတွေကတော့ဒီဆော့လုပ်ရေးလုပ်ငန်းတွေမှာဆော့လုပ်ရေးလုပ်ငန်းတွေမှာဒီဒိုင်နမိုက်တွေကိုသုံးပြီးတော့ဒီနေရာတွေအင်မတန်ကြီးမားတဲ့ဖြိုခွင်း ပြီးတော့နေရယူလောက်ရမယ်အလုပ်တွေမျိုးမျိုးတွေမှာလူနဲ့ရက်ပေါင်းများစွာလာပေါင်းများစွာတူးယူရမယ်လှုပ်ယူရမယ်ကိစ္စမျိုးတွေကိုအတိုင်းတစ်ပိုင်းနဲ့အဲ့ဒီမှာဒီမိနစ်ပိုင်းနိုင်ပိုင်းအတွင်းမှာပြီးသွားတယ်အတိုင်းတစ်ပိုင်းနဲ့အာဆွေးရှာလိုက်တဲ့အခါပေါ်ခွဲပြီးတော့ဆိုတော့နောက်တစ်ခါဒီတတူတူလုပ်ငန်းတွေမှာအဓိကဒီအကျိုးပြုတယ်ဒီတတူတူလုပ်ငန်းကြီးတွေ တွင်ကြီးတွေတူးတယ်တတုတွေလုပ်ငန်းကြီးတွေလုတ်ပြတ်ကင်တဲ့အခါအဲ့ဒီမှာဒီအဓိကဒိုင်နမိုက်ကိုသုံးတာဆိုတော့ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်တွေတတုတွေလုပ်ငန်းခွင်တွေမှာအင်မတန်အကျိုးပြုတယ်သူရဲ့ဒီဒီဒိုင်နမိုက်လုပ်ငန်းကဒါပေမဲ့လူသားပဲလေသိရမလားဆိုတော့အဲ့ဒီလိုအကျိုးပြုတဲ့ဘက်မှာသုံးတယ်လို့တစ်ချိန်တည်းမှာပဲဒါပေါက်ကွဲစေတယ်ပေါက်ကွဲအားအင်မတန်ပြင်းတဲ့ပေါက်ကွဲအားကောင်းတဲ့အားတွေ ပစ္စည်းတွေဆိုတော့ဓာတုပစ္စည်းတွေဆိုတော့ဒါပဲပြောကောင်းမလဲဒါလူရှင်းရှင်းတတ်ဖို့ဖြတ်ဖို့အပိုင်းမှာဒါအတုံးချတော့တာပေါ့အဲ့ဒီမှာအဲ့ဒီမှာဒိုင်နမိုက်ဟာတကယ်လူသားတွေကိုတစ်ဖက်မှာအကျိုးပြုတဲ့လုပ်ငန်းတွေမှာအတုံးပြုလို့တစ်ဖက်မှာအချင်းချင်းတက်ဖြတ်ဖြည့်စည်တဲ့ဘက်ကိုဥတီသွားတယ်ဆိုတော့အဲ့ဒီမှာထွင်တော့ကနိုဘယ်ထွင်ပြီးတော့လုပ်တယ်ဆိုတော့သူတို့ကနိုဘယ်မျိုးရိုးဆိုတော့သူတို့မှာဒီမျိုးရိုးဒီ family name က noble ဆိုတော့ သူ့ရဲ့အကိုရောသူ့အဖေ Nobel ပေါ့လေဒါသူ့အကိုတွေရောညီတွေရောအကုန်လုံးယောက်ျားတွေဆိုတော့လေအကုန်လုံး Nobel တွေ Nobel မိသားစုပေါ့အဲ့ဒီမှာ Nobel မိသားစုကသူ့ရဲ့ဒီဒီသူ့ရဲ့အကိုအာဒီလုပ်ငန်းထဲမှာပဲဒီ dynamic လုပ်ငန်းလုပ်တာနဲ့ပဲသူ့အကိုလည်းဆုံးတယ်အာအဲ့လိုတွေသူတို့ပေးဆက်လိုက်ရသေးတယ်သူ့အဖေနဲ့ အဖြစ်တယ်သူ့အကူလည်းအကျိုးတက်ရောက်မှုပြန်ပြောစားပြီးလဲသူတို့မိသားစုမှာဖြစ်ခဲ့တယ်အဲ့လိုနဲ့နောက်ဆုံးမှာတော့ဒီအဲနိုဘယ်ဟာအာလူပြိုကြီးအင်တန်လည်းမရှိဘူးအဲအဲ့ဒီမှာဒီဟာမဆုံးခင်မှာဒီဒီ1965မှာသူဟာဒီသူဒီဒိုင်နမိုက်လုပ်ငန်းကရတဲ့ပစ္စံအာ Swedish Corona 30နဲ့တသန်း 31 million ကိုသူကဒီလူသားတွေကိုအကျိုးပြုတဲ့လုပ်ငန်းတွေဘက်မှာပြန်ပြီးတော့ဒီပစ္စံတွေကိုအသုံးပြုဖို့ဒေတန်းစာတစ်စောင်ရေးပြီးတော့ထားခဲ့တာဒီအထူးသဖြင့်ဒီယူပဗေဒရဲ့ဓာတုဗေဒရဲ့ဒီဆေဘဆိုင်ရာရဲ့စာပေရဲ့နဲ့ကမ္ဘာငင်းချမ်းရေးဆောင်ရွက်ချက်တွေမှာချူးချော်ပြောင်ပြောက်စွာဆောင်ရွက်နိုင်တဲ့လူတွေကိုသူ့ရဲ့ဒီ ကိုရိုနာ30တန်းကို foundation အဖြစ်ထားခဲ့ပြီးတော့အဲ့ဒီကတက်လာတဲ့အတိုးတွေနဲ့ဇက်တိုက်နှစ်စဉ်နှစ်တိုင်းစုတွေပေးသွားပါဆိုပြီးတော့အဲ့ဒီမှာတည်တန်းစာရေးပြီးထားခဲ့တယ်။အဲ့လိုနဲ့ဒီဒီအဲဒါပထမမူရင်၅စုပေါ့နော် Nobel ဆိုအဲ့လိုဟော၅မျိုးအာ field ၅မျိုးမှာ category ၅ခုမှာ Nobel ဆို၅ခုကိုပေးဖို့သူရေးခဲ့တာဖြစ်တယ်။ဒါပေမဲ့နောက်ပိုင်းဒီ ဟိုစား Swedish ဘဟုဘန်ကနေကမ္ဘာကထာပြုပြီးတော့ဖုန်းရှ969ခုနှစ်မှာအာဒီစီဘွားရေးဆိုင်ရာနိုဘယ်ဆုကိုပေါင်းထည့်ပေးပြီးတော့ဒါအခုနိုဘယ်ဆု6မျိုး category 6ခုမှာနှစ်စဉ်ပေးလာတာဒါ1900တခုနှစ်ကကျွန်တော်ဒီဒီ30ရာစုကမ္ဘာသမိုင်းကိုဖတ်ကြည့်တဲ့အခါအဲ့ဒီမှာ1900တခုနှစ်မှာ အခုကတခုနှစ်ဒီဇင်ဘာမှာ CDD Nobel ဆုံးတဲ့ဆုံးသွားတဲ့ဒီဇင်ဘာ10ရက်နေ့မှာအဲဒီစပြီးတော့အဲဒီ Nobel ဆုတွေကိုပေးတဲ့တင်းကိုကျွန်တော်ကျွန်တော်ဖတ်လိုက်ရတယ်ဒီဒီ20ရာစုကပတ်တမိုင်းထုံးကတခုနှစ်မှာဂျာမန်က2ယောက်ရတယ်အဲဒီတူကပြင်သစ်ကရဲ့နောက်네덜란드ကရဲ့ရတာကိုတွေ့တယ်အဲဒီ Nobel ဆုတွေဟုတ်ကဲ့ဒါ Nobel ဘဝဖြစ်စဉ်နဲ့ Nobel ဆုအကြောင်း brief အကျဉ်းချုပ်ပါပဲဟုတ်ကဲ့ပါ Nobel ဆုလို့ပြောရင်တော့မြန်မာနိုင်ငံကအာဒီမြန်မာနိုင်ငံပြည်သူတွေအနေနဲ့လည်းမစိမ့်ဘောเนาะဆိုတော့မြန်မာနိုင်ငံမှာလည်းငြိမ်းချမ်းရေး Nobel ဆုကိုတောင်းအောင်ဆန်းစုကြည်ရခဲ့ပူတယ်နောက်တစ်ခါဒီ Nobel လို့ပြောလိုက်တဲ့ဆိုလို့ရှိရင်ကျမတို့အကြောင်းသင်ခန်းစာတွေမှာလည်းသင်ခဲ့တဲ့အတွက်ဒီအကြောင်းအရာတွေကတော့ ရင်းနှီးနေပြီးသားတော်တော်များများရှိမယ်လို့ထင်ပါတယ်။ဆိုတော့ Nobel ဆုရဲ့အကြောင်းကိုလည်းနည်းနည်းပို့ပြီးတော့အခြေတဝင့်လေးလေးသိကျင်နေပေါ့နော်။ဆိုတော့ Nobel ဆုရဲ့နဲ့ဒီ Nobel ဆုရဲ့ပြည့်အပ်ခံလာရတဲ့နောက်နောက်တစ်ဆင့်အနေနဲ့ဆိုလို့ရှိရင်လူသားတွေအတွက်ဘလို့အကျိုးပြုမှုတွေရှိလဲဘလောက်ထိအကျိုးသက်ရောက်မှုတွေရှိလဲပေါ့နော်။ဒါလေးလည်းတစ်ချက်သိကျင်ပါတယ်ဆရာ။အော်ဟုတ်ကဲ့။အဲဒီအဓိက နိုဗက်ဆုအကြောင်းကိုပြောရင်တော့ဒီနိုဗက်ဆုပေးဖို့ဖြစ်လာတဲ့အကြောင်းကဒီယင်းတိတည်င်းစာတစ်စုံကဘုဇံပါယင်းတိတည်င်းစာတစ်စုံကဘုဇံကိုရေးတာအဲဒီ1888ခုနှစ်ပါယင်းတိတည်င်းစာတစ်စုံသူ့ရဲ့အကူသူ့ရဲ့အကူဒီနိုဗယ်အယ်ဖရက်ရဲ့အကူဒီ business အထဲမှာပဲလုပ်နေတာ နောက် novel တယောက်ပေါ့လေ ludwin novel နဲ့တူတယ်သူ့နာမည်အဲ့ဒါအဲ့ဒီသူ့ရဲ့အကူက alfred ရဲ့အကူကဆုံးတယ်1888မှာသုံးဆုံးတော့အဲ့ဒီနာယေးကြော်ညာကိုမှာပြင်သစ်တည်င်းစာတစ်စုံကရေးချလိုက်တာအဲ့ဒါအဲ့ဒါသူဘာရေးတယ်လဲဆိုတော့ဒီ the martian of death ပြင်းမင်းကုန်တယ်ပေါ့လေ the martian of death is dead ဆိုပြီးတော့ဒီဒီ ပင်မင်းကုန်တယ်ဆုံးပြီဆိုပြီးအဲ့လိုနိုင်ရကြောင်ကြမှာပြင်သစ်တဲ့တင်းစားကဒီဟိုသူတို့ပြောတာတော့ mistakenly လို့ပြောတယ်ဟိုမှားယွင်းပြီးတော့ရင်းမိတာပေါ့လေဟိုဘာပဲဖြစ်ဖြစ်အဲ့ဒီရေးတဲ့ပုံကဒီ dynamite ကိုအတုံးပြူပြီးတော့လူတွေအချင်းချင်းတော်တော်ကြီးကိုတက်ဖြတ်နေတာကိုတွေ့လို့တမင်အဲ့ဒီမှာဒီစိတ်ထဲကနေခံပြင်းလာပြီးတော့ဒီနည်းနည်းခက်ခြားခြားလေး ရေချလိုက်တဲ့သဘောရှိပါတယ်။ဒါပေမဲ့အဲ့ဒီ the martian martian of death လို့ခေါ်တဲ့ဒီပြင်းပြင်းကုန်တယ်လို့အခေါ်ခံလိုက်ရတဲ့ခေါ်ခံလိုက်ရမှုက novel ကိုအင်မတန်လေးနဲ့ဆိုစဉ်းစားဖို့အကြောင်းဖြစ်သွားတယ်သူ့ဘောသူ့ရဲ့လူရက်ကိုသူကတော့ဒူသားတွေအကျိုးပြုဖို့အတွက် dynamite ကို ထွင်လိုက်တာပဲသူအကျိုးပြုလဲပြုတယ် စောကပြောသလိုဆောက်လိုက်ရုံလုပ်ငန်းဝင်တို့တက်တူတူလုပ်ငန်းဝင်တို့တခြားတခြားအင်မတန်လူတွေအနေနဲ့ချုပ်ခွင်းရဖောက်ခွဲရဟိုတစ်ဖက်နဲ့တစ်ဖက်ဒိုးယိုပေါက်လို့ဖို့ခဲခဲရင်တဲ့အနေထားတွေမှာဒီတန်းနမိုက်ကိုအသုံးပြုပြီးလုပ်လိုက်ရင်မိနစ်ပိုင်းတိုင်းပိုင်းအတွင်းဒါကိစ္စကပြီးသွားတယ်ဆိုတော့အဲအဲ့လိုလမ်းဖောက်တဲ့လုပ်ငန်းတွေအဲ့လိုလုပ်ငန်းတွေမှာသုံးတာဒီ အခုလူတွေအချင်းချင်းတတ်တာမှာအတော်မတတ်နိုင်အောင်တုံးလိုက်ကြတဲ့တုံးပြုကြတဲ့အခါကြတော့ဒါ novel ကဒါကိုတော်တော်စိတ်မကောင်းပြန်ဖြီးပြီးတော့အထူးသဖြင့်အဲ့ဒီသတင်းစာမှာနိုင်ရသူ့ကိုယ်ရဲ့နိုင်ရကြော်ညာမှာအဲ့လိုအရေးခံရတာကိုသူကတော်တော်စိတ်မကောင်းဖြစ်သွားတယ်စိတ်အနှောက်အယှက်နဲ့စိတ်တော့ကတော်တော်ရောက်သွားတယ်သူအဲ့ဒီမှာသူဒီဥစ္စာအကျိုးပြုလူသားအကျိုးပြုလုပ်ငန်းတွေကိုပြန်ပြီးလုပ်ဖို့အတွက် ူမှလက်ရှိပိုင်ဆိုင်ထားတာဆိုအဲ့ဒီလုပ်ငန်းတွေကရတယ်ပတ်စံငွေပဲရှိတယ်ဒီဥစ္စာကိုကောင်းတာမှသုံးပါမကောင်းတာမသုံးပါနဲ့လို့သူပြောလို့လည်းမရတော့ဘူးသူရဲ့အဲ့ဒီ dynamic လုပ်ငန်းတည်ထွင်မှုနဲ့ဥစ္စာကလည်းတကဘာလုံးပြန့်သွားပြီဒီဒါသူဘလို့မှတားဆီးလို့လည်းရမှာမဟုတ်တော့ဘူးဆိုတဲ့အခါကျတော့အဲ့ဒီကရတဲ့ပတ်စံတဲ့သူပြန်ပြီးတော့တာကိုအကျိုးပြုဖို့လူသားအကျိုးပြုပြန်ပြီးလုပ်ဖို့အဲ့ဒီလိုပဲရှိတော့တယ်ဆိုတော့ အဲစိတ်နဲ့ဒီဒီဒီလူသားအကျိုးပြုအဓိကတော့စေတနာပေါ့လေအဲဒီဥစ္စာနဲ့လုံတာဒီနိုဘယ်ဆုကိုသူထွင်ဖြစ်တာညာဒီနိုဘယ်ဆုပေးတာမှလည်းကျွန်တော်စာပေဆိုင်ရာနိုဘယ်ဆုအကြောင်းတွေကိုတစ်ခါတလေဖတ်ကြည့်ဖူးလာရှိတယ်ဟာအဲ့ဒီမှာအဘယ်နိုင်ငံကဘယ်ဘက်ကစာရေးဆရာတွေကိုတော့မပေးပေးတာနဲတယ်ဘယ်ဘက်ကစာရေးဆရာတန်ဝိုင်းကိုတော့နဲပေးတာ ိတ်မတွေ့ရဘူးဆိုတာတွေအမေရိကန်ဘက်ကဘယ်တော့မှလက်မလာတော့ဘူးအဲ့လိုမျိုးတွေပြောတာတို့အဲ့ဒီမှာတခါတလေအဲ့ဒီဆွီဒင်စာရေးဆရာတွေကိုပဲပေးလိုက်တာတွေအပေးများတာတွေနောက်တခါတလေအဲ့ဒီဆွီဒင်စာရေးဆရာတွေကိုပေးတဲ့အထဲမှာပါတကအဲ့ဒီနိုဘယ်ဆုရွေးချယ်တဲ့အထဲမှာကိုပါနေတာအဲ့ဒီဆူရတဲ့လူတွေမျိုးလုံးကတခါတလေအဲ့လိုတွေလည်းကျွန်တော်ဖတ်ဘူးတယ်ဆိုတော့အဝေဖန်ခံရတယ်နိုဘယ်ဆုကလည်းအဲ့လိုလေးတွေရှိတယ် သူဘယ်လိုပဲဖြစ်စီဒီဖက်စင်မွန်မြတ်တဲ့လူသားတွေကိုဖောက်ခွဲဖြစ်စီပြီးတော့လူသားတွေကိုပြန်ပြီးအကျိုးပြုစေတဲ့ဖက်စင်မွန်မြတ်တဲ့စိတ်စေတနာနဲ့လုပ်ခဲ့တဲ့ဒီအဲနိုဘယ်ဆုဟာဘန်ကောကတခုနှစ်ကနေစပြီးအခုထိတည်တန်းလာခဲ့တာဖြစ်ပါတယ်။ဒါအဲနိုဘယ်ဆုကလည်းလူသားတွေကိုအကြီးကအကျိုးပြုတာကတော့အဲဒီအခုနောက်ကလူကဘာကြီးမာတာ လူသားဂုံတိတ်ခါ အင်မတန်ရှိစေတဲ့ဆုတဆုအဖြစ်နိုဘယ်ဆုဟာယက်တည်ပါတယ်နောက်တစ်ခါဒီကိုယ့်ရဲ့ freedom မှာလူသားအကျိုးပြုတဲ့အလုပ်တစ်ခုကိုဇန်နဘက်နဲ့ဒီဇိုင်းမတ်မတ်အဲအလုပ်လုပ်တဲ့အခါဒါဒီရဲ့အကျိုးကိုခံစားရရဲဆိုတော့အလုပ်ရဲ့အကျိုးတက်ရောက်မှုကောင်းမွန်တဲ့အလုပ်ကနေကောင်းမွန်တဲ့အကျိုးတက်ရောက်မှုတဘာဝတွေကိုအာဒီထဲမှာရောပြီးဆိုစိတ်ပြီးတော့ပါနေပါလေ အင်မတန်လူသားဆန်ပါလေပြီးတော့ဒီကိုယ့်ရဲ့ freedom မှာထူးခြားပြောင်ပြောက်စွာလုံနိုင်တာ ਨੇ အဲ့ဒီလုံနိုင်မှုနဲ့အတူရလာတဲ့အကျိုးရလဲဟာလူသားတွေတဲ့အကျိုးပြုတာဖြစ်တဲ့အတွက်ဒါဒီကောင်းမွန်တဲ့ရည်ရွယ်ချက်ကောင်းမွန်တဲ့ဒီသဘောတရားတွေအများကြီးစိတ်ဝင်နေတဲ့အတွက်ဒါ noble ဆူဟာအင်မတန်လူသားဆန်တယ်အင်မတန် အဂုံယူဖို့ဂုံပြူဖို့ကောင်းတဲ့စုတစုအဖြစ်ရပ်တည်နေအဖြစ်ပါတယ်